ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့အခုတခါလေကြာရင်လေဘလုံးပွဲဒီမှာကျွန်တော်တို့ Champion ဖြစ်ဖို့ဆိုရင်တချို့ decision တွေက hard decision တွေရှိတယ်တကယ် bold decision တွေရှိတယ်ဘသူကထင်ပါလဲ PSG ပြည်သက်တွေကတကယ် luxury player တွေဖြစ်တဲ့ Mbappe ရဲ့ Neymar ရဲ့ Messi ရဲ့၃ယောက်ရှိတဲ့အခြေအနေကနေ Mbappe ပါပထမတစ်နေ့မှာ Neymar နဲ့ Messi ကိုဆုံးရှုံးတယ်ဒုတိယနေ့မှာ Mbappe ကိုဆုံးရှုံးတယ် ဒီလိုအသင်းကချန်ပီယံဒီဖလားချီကိုရယူတာဒါနှစ်နှစ်အတွင်းမှာဆီမီဂျေဖိုင်နယ်တစ်ချိန်နဲ့လူစင်ဂီလက်ထက်မှာချန်ပီယံဖြစ်သွားတယ်။ဆိုတော့တခါလေကြရင်ထိတ်တန်းနီးပြတယောက်ကိုခေါ်လိုက်ချင်ရလာမဲ့အကျိုးမဲ့ကဘာလဲဆိုတာအသက်သေးပဲ။လူစင်ဂီဆိုတာကဝေါ်ဖုတ်ဘောမှာ တကယ့်ကိုလက်ဂျန်ဒရီနီးပြတည်တဲ့ကအခုဆိုရင်ပြသူကပါရစ်စိန့်ဂျာမိန်နဲ့ဖလားလီးလုံးပေါ့။ဒါပါတော့အဓိကဖလား၃လုံးရတယ်။ ်ဘာစလိုနာနဲ့သူရဲ့ပထမရာသီမှာဖလားသုံးလို့ရတယ်လက်ရှိဘောလုံးလောကမှာချန်ပီယံလိဖလားကိုမတူညီတဲ့အသင်းနှစ်သင်းနဲ့ရယူနိုင်တဲ့နောက်ထပ်နည်းပြကာလိုအန်ချယ်လိုတီက AC မီလန်နဲ့ရယ်မက်ဒရစ်နောက်အာနက်စ်ဟာဘာကဖေယနုနဲ့ဟမ်ဘတ်ပြီးတော့မှယော့ဟန်ကက်စ်ကရယ်မက်ဒရစ်နဲ့ဘိုင်းမြူနစ်အော့တမာဖီကဘိုင်းမြူနစ်နဲ့ဘရီရှာဒေါ်မန်ဂျိုဆေမိုရီညိုကပိုတိုနဲ့အင်တာမီလန်ပြီးတော့ဖက်ဂွာဒီယိုလာကမန်ချက်စတာစီးတီးနဲ့ဘာစလိုနာ လူရှင်နီကေကအိုက်အီလိုက်လစ်ထဲကိုဝင်သွားပြီအီလိုက်လစ်ထဲကိုဝင်သွားပြီလူရှင်ကေနဲ့ပတ်သက်လို့ကျွန်တော်မှတ်မှတ်ရရ2015ခုနှစ်မှာအသက်9နှစ်အရွယ်ပဲရှိတဲ့သူ့ရဲ့သမီးရှန်နာကအိုက်တော့ကဘာဆိုနာအသင်းနဲ့တူဘာလင်မှာအောင်ပွဲခံနေတယ် ဘာလေးမှာအလန်းနေပြပြီးအောင်ဝက်ခဲအဲ့တော့ကျွန်တော်ကိုယ်လည်းသွားကြည့်တယ်ပွဲပဲဂျူဗန်တက်စ်နဲ့ဘာဆိုနာနဲ့ဘာလေးမျိုးဘာလေးကွင်းကြီးပေါ့လေအဲ့ဘောကွင်းကြီးကကျွန်တော်ပြီးခဲ့တဲ့ယူရို2024ဖိုင်နယ်ချင်းပါတဲ့အင်္ဂလန်နဲ့စပိန်ကွင်းပဲအတုံးကလူးစီနီကေရဲ့ဒါဘာဆိုနာအသင်းကဂျူဗန်တက်စ်ကို3-1နဲ့နိုင်တာပေါ့လေအီဗန်ရာကီတစ်သွင်းတယ်ဟိုဘက်ကကာလိုတီဗက်စတာထင်တယ်ပြန်ချေတယ်ဝုန်းဝါဖြစ်ပြီးတော့မှဘာဆိုနာကနေမာဂျူနီယာက injury time နဲ့လူးစ်ဆာရက်စ်ကမက်ဆီကန်လို့ပြတ်ထွက်လာတယ်ကိုတွင်းသွားတယ်ဆိုတော့အဲ့မှာ လူ ਈ စနီကကသူ့ရဲ့တမီလေးရှာနာနဲ့ကိုင်းထဲမှာဒီလိုလေးဖလက်လေးပြားပြီးတော့သူတို့အောင်ပွဲခံခဲ့တယ်။၄နှစ်အကြာမှာဒီသူ့ရဲ့ချစ်သမီးလေးကကင်ဆာနဲ့ကွယ်လွန်သွားတယ်။ ိုက်ကနေမှစသူသမီးလေးကြောက်သူအမြဲတမ်းပြောတယ်ပွဲမတိုင်ကြရလဲသူပြောခဲ့တယ်ပါရစင်ဂျာမင်ပြီးတတိကထီတူအကြီးကြီးလို့ပြီးတော့သူရဲ့အောင်ပွဲခံတဲ့ပုံစံလေးကိုဘာဆိုနာအဟောင်းပုံစံလေးနဲ့တွဲပြီးတော့လူရှင်နီကိုဂုံပြုတ်ပြီးတော့အခု final မှာ BSC champion ဖြစ်သွားတယ်တမိုင်းတလျှောက်ဂိုးပြတ်ဆုံးနိုင်ပွဲနဲ့ champion ဖြစ်တယ်တကယ် style တော်မှတကယ်ကိုတကယ် style နဲ့ပိုးဆွဲသွားတယ်ဆိုတော့ဒီနေရာမှာ work class ရှိတဲ့ manager တွေဟာ work class ရှိတဲ့အကြံတွေ work class ရှိတဲ့ decision တွေ work class ရှိတဲ့ discipline တွေ world class ရှိတဲ့အရေးသွေးတွေကိုထုတ်ပြနိုင်တယ်။ Chelsea ကိုသူရောက်လာဖို့အကောင်းဆုံးအခွင့်အရေးရှိပေမဲ့ Chelsea ပိုင်ရှင်တွေရဲ့ policy နောက်သူလိုချင်တဲ့အခြေအနေတွေအားလုံးသဘောမတူတဲ့အတွက် Chelsea ကဒီလိုထိတ်တန့်ပြီးပါကို ဝင်ပြုတ်တယ်ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အချက်က तू မရောက်လာတဲ့အချိန်မှာတကယ့်ဒိဋ္ဌိကျေအသိကြီးကိုတိဆောက်ထားတဲ့အသိကိုသူ့လက်ထက်မှာ तू ပြောပြီးသားစိတ်သိလူသိလူငယ်တွေအားလုံးနဲ့အသိဟာစူပါစတာနင်းနိုင်တယ်များနေပြီးတော့အသင်းလုံးတင်းဝက်ကိုအဓိကထားပြီးတော့အသင်းလိုက်စုစည်းမှုအားနဲ့တိဆောက်ချင်တဲ့အသင်းကိုသူလှုပ်ချင်တယ်။ Okay ဆိုတော့ပေါ်တူဂီလူမျိုးအာဇာဒရိုက်တာလူးစ်ကမ်ပိုကဖြစ်စေရမယ်။လူးစ်စနီကေလူချင်းသားတွေအားလုံးကိုသူတို့ဖြည့်ဆည်းပေးမယ်။ ဒါပေမဲ့အချိန်တော့အနေငယ်ယူမယ်ပြဿနာမရှိဘူးလူ့စင်နေကြီးကသူရှိတဲ့လူတွေနဲ့သူ့လက်ထက်တုန်းကကျွန်တော်မမရအဲ့တုန်းကခင်ပတ်ပေးတို့ဘာတို့မခင်ညောတို့ defense ကလည်း shaky ဖြစ်ဖြစ်တယ်အရင်ကြီးကောင်းတာမဟုတ်ဘူးဒါပေမဲ့လူ့စင်နေကြီးလက်ထက်နဲ့ရောက်တော့အသင်းဟာ one of the best defensive ပိုင်ဆိုင်နဲ့ ဂိုးလည်းတွင်းနိုင်တယ်ပြင်သစ်လိမှာဆိုရင်ပါရစိတ်ဂျမိန်က34ဘွယ်မှာ62ဂိုးတွင်းတယ်ဂိုး difference 57အောင်တွင်းပြီးတော့တရာတီလုံးမှာသူတို့ချန်ပီယံဖြစ်ပြီးတော့မှရှုံးတဲ့နှစ်ပွဲပါအဲ့တော့ nice နဲ့ swabo ကိုရှုံးတယ် ်ချန်ပီယံလိမှာအစောပိုင်းတော့မှသူတို့၃ပွဲရှုံးပေမဲ့လူးစ်နီဂေက completely different team အဲတော့ကမမရရလန်တန်မှာကျွန်တော်တွေ့ကြည့်တဲ့ပွဲပဲအာဆင်နဲ့ကန်တဲ့ပွဲမှာသူတို့2စီးနဲ့ရှုံးတဲ့ Harvard ရဲ့ဂိုးရဲ့ Sakai ရဲ့ဂိုးအဲတော့ကဥစပါနီတမ်ဘီလီဆိုရင်ပြဿနာဖြစ်ပြီး discipline ကြောင့်အဲ့ပွဲတော့မခေါ်လာခဲ့ဘူးဒါပေမဲ့အခုတမ်ဘီလီကအခုဒုတိယရာသီဝမ်းမှာ different player တယောက်ဖြစ်သွားခဲ့ပြီးတော့ ဒါအခု Paris Saint-Germain အသင်းကလက်ရှိမှာ Champions League ရဲ့အကောင်းဆုံးအသင်းတွေနဲ့ဂိုးအပြတ်ဆုံးနိုင်ဖို့နဲ့ Champion ဖြစ်တယ်ဆိုတော့သူတို့ Club World Cup မှာ Atletico Madrid တွေ့ Botafogo, Sevilla, Sonda ဆိုတဲ့ Major League Club အသင်းတွေနဲ့ Club World Cup ခံရမယ်ဒါပေမဲ့ပြောချင်တာက Luis Enrique တကယ်အရင်တွေ့ရှိတဲ့နည်းပြတစ်ယောက်ကိုသူတို့ခန့်လိုက်တဲ့အချက်ပဲအဲ့ဒီချက်က PSG အသင်းရဲ့ကံကြမ္မာကိုအပြောင်းလဲဖြစ်သွားတယ်ဒီနေ့ညရာဒီမှာ Paris Saint-Germain ကထွက်သွားတဲ့လူအင်အားတော်တော်များတယ် အမ်ဘပ်ပေကနေစပြီးတော့ဟူကိုအခီတီခီဒီသူတို့ကစားမရောင်းလိုက်တဲ့ကစားမတွေရောထွက်သွားတာရောနောက်ဆုံးပြမာကိုအဆန်စီယိုဗရာဒီတော်တော်များများထွက်သွားတဲ့အချိန်မှာယူရို136တန်းသူတို့အယောင်းဝယ်နဲ့ထောက်လိုက်တယ်ဒါပေမဲ့ပြန်ပြီးတော့ရင်းလာက236တန်းရင်းလိုက်တယ်ကစားမစုစုပေါင်း9ယောက်ပဲခေါ်တယ်နံပါတ်1အနေနဲ့ဂိုးသမားတော့ထားပါတော့စတက်ဖန်နိုကာဆာနိုဆိုတဲ့ရုရှားအသင်းကသူတို့ခေါ်လိုက်တယ် ်တန်း20ပေးရတယ်ဒါပေမဲ့ Joao Neves ကို Benfica ကနေတန်း60နဲ့ခေါ်တယ်နောက် William Pacho ပေါ့လေ William Pacho ကို Aitran Frampak ကနေ Ecuador နောက်ခံကစားမကို Marquinhos နဲ့တွဲဖို့ဒီနေရာမှာပြောချင်တာက Belardo ဆိုတဲ့ center back လေးကောင်းတယ်ဒါပေမဲ့ပိုကောင်းတဲ့ quality ကြောင့်လည်း Marquinhos နဲ့တွဲဖို့ Ecuador နောက်ခံကစားမကို Aitran Frampak ကနေ န်40နဲ့ခေါ်တယ်ပြီးတော့မှဒဆိုင်ယာဒူအေးကို range ကနေတန်50နဲ့ခေါ်ပြီးတော့မှ cafecha varascalia ကို napoli ကနေတန်90နဲ့ခေါ်လိုက်တယ်ဆိုတော့ဒီ transfer window ရဲ့9ရောက်ကို psg 239တန်းသုံးတယ်တခါ2023 24မှာ paris saint germain ကအပြောင်းအရွှေ့ဈေးကွက်မှာ စုစုပေါင်းအတုံးစိတ်ပေါ့လေဒါတို့2023 24မှာလည်း PSC ကနောက်ထပ် transfer အနေနဲ့ Yuko Akitiki ကိုခေါ်တဲ့ Milan Skriniar, Marco Asensio, Ugarte ကစားမတွေအများကြီးပဲတို့ခေါ်တာ Lucas Hernandez ခေါ်တဲ့ Lee Kaumin ခေါ်တဲ့ Gonzalo Ramos ခေါ်တဲ့ Dembele, Bakula, Bakula ဆိုရင်တို့ Lyon ကလည်းတို့ခေါ်ခဲ့တာနောက် Colomwani တကယ့်ကစားမတွေအများကြီး Gonzalo Ramos, Berato တကယ့်ကစားမတွေအများကြီးကိုတို့ခေါ်လိုက်တယ် တို့ပြန်ထောက်တာနဲ့ပါနေပြီးခဲ့တဲ့နှစ်မှာလည်းတို့အရှုံးတွေအများကြီးပေါ်တယ်ဒါပေမဲ့ပြောချင်တာကပြီးခဲ့တဲ့နှစ်ကခေါ်ထားတဲ့အချိန်မှာလူငယ်တွေစပါလာတဲ့အချိန်မှာဂျာဗီစီမွန်တော့ပါသေးတယ်ဆိုလုံးဝသွေးသစ်လောင်းခဲ့တယ်အဲ့ဒါဘာလဲဆိုလူးစ်အင်ဒီဂီကသူ့ကိုလူငယ်အသင်းပြောင်းပေးခိုင်းတာကျွန်တော်လူချင်းတဲ့အသင်းရောက်ဖို့အတွက်အားကစားထရိုက်တာကပြဿနာမရှိဘူးအကုန်ရှင်းပေးမယ်အကုန်ရှင်းတာ လူ့စင်ဒီကေရဲ့အရှိသွေးဘလောက်ထိမြင့်လဲဘာဆိုလာနဲ့ first season မှာ champion league နဲ့တူဖလားသုံးလို့ရတယ်ပါရစ်စန်ဂျာမိတ်ကိုနှစ်နှစ်ဆက်တိုက် champion league semi final ကနေကို champion ဖြစ်အောင်လုပ်ပေးတယ်နောက်တစ်ခုကဘိုးဒစီရှင်နဲ့အကုန်လုံးကိုသူလုပ်ရဲတယ်လူကတ်ဆန်နန်တက်ကိုထားတော့ဘယ်ရာတိုကောင်းတဲ့ဖာချိုနဲ့ချက်ချင်းအစားထိုးတယ်ကွင်းလယ်မှာကြလာတဲ့ကွင်းလယ်ကိုပြောင်းပြီးတော့တကယ် war rate ကောင်းတဲ့အစားပြင်သစ်မိကြတဲ့အရန်မြောက်နေတဲ့ဇိုင်ဒါအမ်မီဘာဒါအကုန်ဘေးထုတ်သူကစားကွက်မှာအမွေအကုန်လစ်ပဲဆိုတော့အဲ့နေရာမှာကွင်းလယ်မှာဖတင်းညာရဲ့ John Navas ကဖာဗီယန်လူးစ်ကအပီလိုမှာတိုက်စစ်ကတော့လုံးဝ completely different top player လေးရဒီနေရာမှာပြီးခဲ့တဲ့အသင်းဟောင်းနဲ့ရှင်ဘာမှတော့မကွာဘူးเนาะမက်ဆီလိုနေမှာလို့ရှိတဲ့အသင်းဟောင်းကတော်တော်များများအကုန်သုံးရှိမှာရှိတယ်အဲဒါပေမဲ့သူတို့ရဲ့ပြည်တနာကဘာလဲဆိုတော့အသင်းလိုက်စုစည်းမှုအားမရှိဘူးဒါပေမဲ့လူးစ်စင်နေကပြောလေကျွန်တော်ဒီအသင်းကိုလောက်လာတဲ့အချိန်မှာဒီအသင်းရဲ့ personality mentality ဒီအားလုံးကိုမချိနိုင်ကျွန်တော်ဒီအသင်းမှာစက်နေစရာအကြောင်းမရှိဘူးကျွန်တော်ချိနိုင်မယ်လို့ယုံကြည်တဲ့အတွက်ဒီအသင်းမှာစက်နေအဲ့ဒါလူးစ်စင်ခါကြောင့်ပြောလေကျွန်တော်တို့ အာစနယ်တင်ကအထက်ထောက်ကိုကျွန်တော်တို့သဘောကျတာမှန်ပဲတခါလေကျတော့အဲ့လို brief ဖြစ်တယ် seriously winner ဖြစ်တဲ့ manager တွေ Luis Enrique ဆိုအရန် underrated manager တွေထဲမှာပါတယ်ဒါပေမဲ့အခု Champion League ရလိုက်တော့ तू က one of the top top manager ဖြစ်သွားတယ်ဒါကျွန်တော်တို့ Jurgen Klopp တို့ဘာလို့လုတ်ပြတယ်ဗျာ Jurgen Klopp တို့ဘာလို့ Liverpool နဲ့လုတ်ပြတယ်ဖတ်ကွာတို့လုတ်ပြသူတို့ရဲ့ level ပဲအမှန်တမ်းပြောရင် Luis Enrique ပူတော်ကောင်းတယ်လို့တော့ပြောရတယ် Okay Guardiola တော့ maybe ပူကောင်းကပူကောင်းပဲမယ် cross ဆိုရင်ဒါ champion league ဖလားရဖို့အတွက်တိတ်လွယ်တိတ်လွယ်တိတ်မယ် lucy league ကအခုအသိနှစ်သိန်းကိုနှစ်ခုယူပြတယ်ဖလားသုံးလုံးကိုနှစ်သိန်းနဲ့ယူပြတယ်ဖလားသုံးလုံးနှစ်သိန်းနဲ့က guardiola နဲ့သူပဲလုံးပြတယ် barcelona နဲ့တစ်ချိန်အခုဒီတစ်ချိန် Guardiola နဲ့ Barcelona နဲ့တကြိမ် Man City နဲ့တကြိမ်ဆိုတော့ Luis Enrique ကတကယ် Chelsea ကဒီကမ္ဘာအကောင်အဆုံးနည်းပြတွေကတယောက်ကို potential ရရနိုင်မဲ့အခွင့်အရေးရှိတယ် Topoli တို့ကပယ်ချခဲ့တယ် အဲ့ဒါကိုဘာစလိုနာအသင်းကတော့ထားပါတော့ဒါပေမဲ့ပါရီစင်ဂျာမိန်ကအကောင်းဆုံးအသုံးချတဲ့အတွေ့အကြုံရောအရေးသွေးရောရှိတဲ့နေပြအခုဆိုရင်သူတို့လိုချင်တဲ့အိမ်မက်တွေကိုလူးဝီစင်နီကီကဖန်တီးပေးခဲ့ပြီးတော့ဒါအခုလက်ရှိမှာကမ္ဘာအကောင်းဆုံးလက်ရှိမှာသူတို့ probably one of the best in our အကောင်းဆုံးအသင်းတစ်သင်းလို့ပြောလို့ရတကယ်ကောင်းတဲ့အသင်းပဲချန်ပီယံလိသမိုင်းရဲ့ဂိုးပြတ်ဆုံးနိုင်ပွဲနဲ့အောင်မြင်ခဲ့တာဘာလို့ကျေးဇူးတင်ပါလဲ